မင်္ဂလာပါသဝါစပေါ်ပရိသတ်တွေအားလုံးလည်းမင်္ဂလာပါ။အာဂျီနီးယားရဲ့လာမယ့်ကမ္ဘာ့ခြေစည်ပွဲစဉ်ကိုတန်ဟာကြောင့်နှုတ်ထွက်ခဲ့ရတဲ့ဂိုကြီးလီယိုနယ်မက်ဆီ။လီယိုနယ်မက်ဆီဟာလာမယ့်ကမ္ဘာ့ခြေစည်ပွဲစဉ်နှစ်ပွဲအတွင်းအာဂျီနီးယားလူစင်းကနေတန်ဟာကြောင့်နှုတ်ထွက်ခဲ့တယ်လို့သိရှိရပါတယ်။အသက်38နှစ်အရွယ်လီယိုနယ်မက်ဆီဟာအာဒနနာကိုနိုင်ရောက်ရှိခဲ့တဲ့အင်တာမိုင်ယာမီရဲ့ဘော့တက်လူစင်းမှာပါဝင်ကစားပြီးကိုသွင်းနိုင်ခဲ့ပေမဲ့တန်ဟာရောက်ရှိခဲ့တာကြောင့်နှုတ်ထွက်ခဲ့တယ်လို့သိရှိရပါတယ်။ အင်တာမိုင်းအသင်းကတော့လီယိုနယ်မက်ဆီဟာသေးသာကြွက်သားဒဏ်ရာရရှိခဲ့တယ်လို့ကြေညာသွားခဲ့ပါတယ်။လီယိုနယ်မက်ဆီဟာအင်တာမိုင်းရဲ့ပွဲစဉ်၃ပွဲအနာဘီခံရပြီးနောက်ပြည်တဲ့အပတ်ဂျာမေကာကလပ်ကာဗီလီယာကိုအနိုင်ရရှိတဲ့ကွန်ကာကက်ချန်ပီယံရှစ်ဖလားပြိုင်ပွဲမှာလူစားဝင်ရောက်ပြီးကိုသွင်းခဲ့တာလည်းပဲဖြစ်ပါတယ်။အာဂျင်တီးနားသားဆယ်သင်းပါတဲ့ကမ္ဘာ့ချင်းစစ်ပွဲတောင်အမေရိကဇုံကိုလက်ချံပွဲ၆ပွဲကစားဖို့တန်ရှိတော့တဲ့အချိန်မှာဒုတိယနေရာကဥရုဂွေးကို၅မဲ့ဖြတ်ထားသလိုစင်ကားနေရာမှာဘရာဇီးအသင်းကိုလည်း၇မဲ့အထိဖြတ်တောက်ထားတာလည်းပဲဖြစ်ပါတယ်။ တောင်မရီယာဇော်မထိတ်ဆုံး6သင်းကဒဏ်ရာချေစစ်ပွဲအောင်မြင်လာမှာဖြစ်ပြီးတော့အဆင့်ခွန်အသင်းကပလေးအောက်ထပ်ပြီးကစားရမှာလည်းပဲဖြစ်ပါရည်လီယိုနယ်မက်ဆီကတောင်မရီယာဇုံချေစစ်ပွဲစဉ်မှာပွဲစဉ်ဆန်တဲ့ပွဲအစားထားပြီး6ဂိုးသွင်းယူထကဂိုးသွင်းဘီရင်အဖြစ်ရည်တည်နေတာလည်းပဲဖြစ်ပါရည်လီယိုနယ်မက်ဆီလိုပဲဘရာဇီးအသင်းကလည်းအသက်33နှစ်အရွယ်နေမှာကလည်းပေါင်ကျော်သောဒဏ်ရာကြောင့်ဘရာဇီးလည်းပဲစဉ်အသင်းမှာနှုတ်ထွက်ထားတာလည်းပဲဖြစ်ပါရည်လက်မဲ့စင်းလုံးကို9ရက်လုံးတိုးမြင့်ကောက်ခံလာမယ်မန်ယူနိုက်တက် ရတဲ့တရားကလပ်ရဲ့ဗန္ဒာကြီးအခြေအနေတည်ငြိမ်ရေးအတွေ့အကြုံသည်စာလက်မှတ်ဝယ်ယူနှုံးကို9ရက်လုံးအထိတိုးမြင့်ရောင်းချလာမယ်လို့သိရှိရပါတယ်။မိုင်းရတဲ့တရားရွေးရောက်ပြီးသူတွေအတွက်တရားသည်လက်မှတ်ကို9ရက်လုံးတိုးမြင့်လာမှာဖြစ်ပြီးတော့အသက်16နှစ်ယောက်ကလေးငယ်တွေအတွက်တော့လက်မှတ်ဈေးနှုန်းကိုလက်ရှိအတိုင်းပဲရောင်းချလာမယ်လို့သိရှိရပါတယ်။ရတဲ့ကဆက်ရရာသည်ကြောင့်တရားသည်လက်မှတ်ကိုတိုးမြင့်ရောင်းချလာခြင်းမရှိပေမဲ့ပြည်တဲ့ရာသီမှာစတင်ပြီးတော့လက်မှတ်ဈေးနှုန်းကို9ရက်လုံးတိုးမြင့်လာရတာဖြစ်ပြီးနှစ်ရာသီဇက်လက်မှတ်ဈေးနှုန်းတိုးမြင့်လာမှာလည်းဖြစ်ပါတယ်။ ဒီရတဲ့အခုရာသီအစာပိုင်းတော့ကလည်းလက်မှတ်ဈေးနှုန်းကို66ပေါင်ဒီတိုးမြေရောင်းချမှုကြောင့်ဝေဖန်ပြစ်တင်မှုတွေနဲ့ကြုံတွေ့ခဲ့ရပြီလည်းပဲဖြစ်ပါလိမ့်။စာဂျင်ဘက်ကလည်းယူရတဲ့ share တွေကိုဝယ်ယူပြီးတော့ကလပ်ရဲ့ဘလုံးကြီးအကိစ္စရက်တွေကိုဥဆောင်ပြီးဝန်ထမ်း450ကိုလည်းထုတ်ပယ်ထားသလိုစာလက်1000ကိုတနမန်ရာထူးကနေထုတ်ပယ်ထားခြင်းအစားမဟောင်းတွေကိုလည်းကူညီထောက်ပံ့မှုရက်ဆန်းခြင်းအပါအဝင်အသုံးစရာလျှော့ချမှုပေါင်းများများစွာကိုလည်းပြုလုပ်နေတာလည်းပဲဖြစ်ပါလိမ့်။ ။တပတ်မှလည်းယူနိုက်တက်အောင်တင်အောင်ထောပုတ်ကိုဖြိုချပြီးပေါင်နှိပ်ပီလီယံတန်ပြိသက်တသိန်းဆန့်ကွင်းတဲ့ကြီးတိဆောက်ဖို့လည်းစီစဉ်နေရလည်းပဲဖြစ်ပါရယ်။ယူရိုဒပရိသတ်ထောင်ပေါင်းများစွာကအစံအသေးနဲ့တကူစီသေးကြတဲ့ဘက်စင်တိုင်းမင်းတပိတ်မောက်ဆန္ဒပြမှုတွေလည်းပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါလိမ့်။ဆိုတော့ကွင်းသေးကြီးတိဆောက်ပြီးသွားပြီဆိုလို့ရှိရင်ကွင်းသေးရဲ့နာမည်ကိုလည်းအမေဆွန်ကဝယ်ယူနေတယ်လို့အသိရှိရပါလိမ့်။ကာမောလာစကူးနိုင်ငံပြီးရဲ့နောက်ချန်ပီယံလိဝင်ခွင့်ရရှိအောင်စောင့်ဆောင်နိုင်မယ်ဆိုရင်လောကလောက်စားတိုးမြင့်ရရှိလာမယ်အဒီဟောင်း နေဦးကဆယ်တဲ့နေပြာရီအောင်ကနေဦးကဆယ်ကိုကာဘန်ဘလောက်ချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ပြီးအနောက်ချန်ပီယံဝင်ဝင်ပါထပ်မံရရှိအောင်စွမ်းဆောင်နိုင်မယ်ဆိုရင်တော့လောကလောက်စားရဲ့90ရန်လုံးကို တိုးမြင့်ရရှိလာမှာလည်းပဲဖြစ်ပါလိမ့်။အသက်58နှစ်ရွယ်ဒီအောင်ကယမနီတုံးကဝင်းမလီခွင်းမှာလပေါင်းသင်းကိုနှုတ်ကုတ်ကုတ်နဲ့အနားရရှိကောင်ဦးဆောင်ပြီးနေပေါင်း80ကျော်ဝေးကွာနေတဲ့ပထမဆုံးပြည်တွင်းစုဖလားဖြစ်ကာဘန်ဘလောက်ကိုရယူပေးတာလည်းပဲဖြစ်ပါလိမ့်။ပြီးတော့သူဟာပြည်တွင်းဖလားရယူနိုင်တဲ့ပထမဆုံးသောအင်္ဂလန်နေပြတယောက်လည်းပဲဖြစ်လာခဲ့ပါလိမ့်။ အဲ့ဒီရောင်းအားနေဦးအောင်ဆယ်သိန်းကိုကာဘောင်လာရောက်ယူပေးပြီးတော့ပရီးမီးယားလိမှာထိုင်ဆုံ၄သင်းစင်းဝင်ရေးအဓိကပြည့်မှတ်ထားလာမှလည်းဖြစ်ပါရီအဲ့ဒီရောင်းကနေဦးအောင်ဆယ်သိန်းကိုချန်ပလီဝင်ခွင့်ရရှိအောင်စမ်းဆောင်နိုင်မယ်ဆိုရင်စာချုပ်ပါချက်လိုက်ရတနင်္လာကလာစာပေါင်၉သန်းအထိတိုးပြင်းရရှိလာမှလည်းဖြစ်ပါရီနေဦးအောင်ဆယ်သိန်းကပရီးမီးယားလိမှာပေးစရာအဆင့်၆နေရာမှာရက်တီနေပြီးတော့အဆင့်၄နေရာမှာချက်စီအသစ်နဲ့လည်းရာမတ်နှစ်မှတ်သေးတာကွာဟနေရာလည်းဖြစ်ပါရီ ဒါပြင်ဥရောပစမ်းဆောင်ရေးမှတ်တမ်းအရပရီးမီးယားလီကလာမယ့်ရာသီဂျမနီဝင်ခွင့်9နေရာအထိရရှိလာမယ့်အတူနယူကာဆယ်အသင်းအတွက်ဂျမနီဝင်ခွင့်အတွက်အခွင့်အရေးများစွာရှိနေတာလည်းပဲဖြစ်ပါလိမ့်နောက်ရက်တွင်ပြန်ဝဲနှစ်ခုရှုံးနေပြီးတော့ကျွန်တော်တို့ရဲ့ကဘာဟာနေမြုပ်သွားသလိုပါပဲဆိုတော့ဘာကျဲပန်းတိုင်းလဘောတဲ့ရဲ့ဒင်းကောင်းဆောင်ဘာကျဲပန်းတိုင်းကရပ်ပိုင်းတွင်ဖလားပြန်ဝဲနှစ်ခုကနေရှုံးနေမှုတွေနဲ့ရဆန်ရပြီးတဲ့နောက်မှာလက်ရှိအခြေအနေပေါ်သူ့ရဲ့အမြင်ကိုဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်ဘာကျဲပန်းတိုင်းက ကျွန်တော်ဒါကိုပြောင်းလဲပြရမှာပါဘာလို့မှဒီအရာကိုလောဖို့စူးစမ်းနေရတာလဲငားရတွင်ပြောင်းမဲ့နှစ်ခုရှုံးနေပြီးရဲ့နောက်ကျွန်တော်ရဲ့ကဘာကနေမြုပ်သွားသလိုပါပဲလုံးတဲ့နေရလောက်ကမှအရာရာဟာနှွေးတဲ့ရောင်ကြီးနဲ့တက်တန့်ကြီးတွေနဲ့ကဘာကြီးပေါ့ကိုတော့ချန်မလီမှာကျွန်တော်ရှေ့မဆက်နိုင်တော့ပါဘူးလီဗလာပြောင်းမဲ့မှာလဲရှုံးနေသွားခဲ့ရပါလိဒါပေမဲ့ဒီအခြေအနေကိုကြော်ဖြတ်ပြီးတော့ရှေ့ဆက်သွားဖို့စိတ်ပန်းဆိုင်ရာလှုံ့ဆော်မှုတွေထူးထူးခြားခြားလိုအပ်နေတယ်လို့ကျွန်တော်မထင်ပါဘူး ျော်လို့ကိုလို့ကိုအကောင်းဆုံးပြန်ပြီးလှုပ်သွားဖို့ပဲလိုပါလိမ့်။ရာသီအစပိုင်းမှာဆိုရင်ဒီအချိန်လေးရောက်မယ်လို့တော့ဘယ်သူမှထင်မဲ့ခဲကြမယ်မထင်ပါဘူးလို့ဖွင့်အောင်ပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။လောဘဒင်းရတပတ်အတွင်းချမ်ပလီဆူပလာနဲ့လီဗလာနှလုံးလက်လွတ်ခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။လောဘဒင်းအနေနဲ့ဖေဗူလာဆော့ပိုင်းဒီပလာလေးလုံးလမ်းကြောင်းပေါ်မှာရှိနေကြတာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့လည်းဒီလောက်ကျော်အတွင်းအခုရာသီရရှိနိုင်ရရှိတဲ့ဆူပလာလေးလုံးမှသုံးလုံးအထိဆုံးရှုံးခဲ့ရပြီလည်းပဲဖြစ်ပါလိမ့်။လောဘဒင်းရပရီးမီးယားလိပြိုင်ပွဲမှာဒုတိယနေရာမှာအာဆင်အသင်းကို7နှစ်အထိ ပြတ်တောက်ထားပြီးတော့ဘိုးဆွဲဖို့နှိစက်နေတာလည်းပဲဖြစ်ပါလိမ့်။ဟေဗန်ရဲ့ဒဏ်ရာအခြေအနေကြောင့်ယာဒီကုံတီအနောက်ရောက်ဖွယ်ရှိနေ။ရော်ဒန်ရဲ့နောက်ခံစာမန်ဟေဗန်ရဲ့ချေချုံဒဏ်ရာကတော့ယာဒီကုံတီအနောက်ရောက်ဖွယ်ရှိနေကြောင်းသိရှိရပါလိမ့်။မန္တလေးတဲ့ခန်စီပန်းဒိုင်ယာဆင်းနေပါမကြသေးမီကအသင်းအတွင်းအစတင်ဘွဲ့ထွက်ခွင့်ဇာခွင့်ရရှိခဲ့ပြီးခြေစွမ်းပြကစားလျက်ရှိတဲ့လူငယ်ဇာမဟီဗန်ထတ်တိုးလာခဲ့တာလည်းပဲဖြစ်ပါလေ ဒီဘက်မှာဟီဗန်အတွက်ပရီးမီးယားလိဘွဲအတွက်ဇာမာအဖြစ်ပထမဆုံးကစားကွင်းရရှိခဲ့တဲ့ဘွဲစဉ်တစ်ပွဲဖြစ်ပြီးလက်စတာစီးရီးယားဇာမာဒါကာနဲ့ထိခိုက်မိပြီးဒဏ်ရာရရှိသွားခဲ့တာ9မိနစ်ခန့်ဆေးကုသမှုခံယူပြီးတဲ့နောက်ထန်းစင်နဲ့ကိုတည်ထုတ်သွားခဲ့ရတာဖြစ်ပါတယ်ဒီရတဲ့ဘက်ထဲမှာစစ်စေးရမှာဖြစ်လို့အချိန်နေတိရဖို့တော့မလွယ်ကူသေးပါဘူး။လဲကြတဲ့အချိန်မှာသူကစကားမပြောနိုင်ပါဘူး။သူကငယ်ရွယ်သေးတော့ဘလို့ခံစားလဲဆိုတော့ရှင်းပြဖို့မတိသေးပါဘူး။ သူကဆိုရင် Real Sociedad နဲ့ပွဲစဉ်တွေမှာကောင်းကောင်းစားနိုင်ခဲ့ပါလိမ့်။ဒီကနေ့တော့သူ့အတွက်အခက်အခဲဆုံးပွဲစဉ်ဖြစ်မှာပါလို့နေပြအောင်မင်းကဖွင့်အောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ Heaven ကတော့ဇန်နဝါရီလပြောင်းချွေဇေယျကမှာဆိုရင်အသင်းကနေ United အသင်းကိုပေါင်တသန်းနဲ့ပြောင်းချွေခဲ့တာလည်းပဲဖြစ်ပါလိမ့်။သူအားစနေတဲ့အတွက်လူငယ်အသင်းတွေမှာထေဆွမ်းပြောက်စားနိုင်ခဲ့ပေမဲ့အသင်းကြီးတွေဇာခွင့်ရဖို့မျှော်လင့်ချက်မရှိဖြစ်နေတဲ့အနေအထားမှာမန်ယူနိုက်တက်အသင်းကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာလည်းပဲဖြစ်ပါတယ်။ ရတဲ့အသင်းမှာစီနီယာဘွဲစဉ်၄ဘွဲစားထားပြီးလက်စတာစီးလင်းတဲ့ဘွဲစဉ်မှာသူ့ရဲ့ပထမဆုံးပရီးမီယာလိဘွဲထွက်ခွင့်အရာရှိကြတာလည်းပဲဖြစ်ပါတယ်။ဆိုတော့ဒိုင်ယာတဲ့မှာလေဆန်ဒိုမာလီနဲ့လူရှောယိုရိုမကွဲယာအီဗန်ဘွဲပယ်ထားတဲ့ဒိုဂူတို့မပါဝင်နိုင်တဲ့အထွက်ကြောင့်ယူရတဲ့အခန်းစစ်ပိုင်းကတော့အနည်းနဲ့အများထိုးနှက်ချက်တုံ့တွေ့နေရပြီလို့ဆိုရမှာပဲဖြစ်ပါတယ်။ရင်းနှီးမှုကြောင့်ကျွန်တော်တေလူနီးပါဖြစ်ခဲ့ရတယ်ဆိုတဲ့အန်တိုနီယို မေဂျာအန်တိုနီယိုဟာဘလို့ကနေဘလို့သူ့ကောင်းကိုတစ်ပင်ဝင်တိုက်မိသွားတယ်ဆိုတော့မှတ်မှတ်မိတော့ပါဘူးသူမှတ်မိတော့အားလုံးဟာကားတိုင်းမှုဖြစ်သွားတဲ့အခြေအနေကိုပဲဖြစ်ပါတယ်သူကဘလို့ပြောလဲဆိုတော့ရဲတွေရောက်လာကြပါတယ်ထိုင်ကုန်နှလုံးကြောင်းကနေထွက်ခွာဖို့အတွက်ကျွန်တော်ကိုတွေ့တာပေါ့ရေမောင်းထိုင်ကုန်မှာကျွန်တော်ရှိမနေပါဘူးသူတို့ပြောတာကတော့ကျွန်တော်ပြတင်းပေါက်ကနေထွက်ဖို့အတွက်ကြိုးစားနေတယ်လို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်ကလည်းစိုးစိုးရွားရွားကြိုးပြီးတော့အရန်နာနေတော့ထွက်မရဖြစ်နေပါတယ်လို့ဖွင့်ရပြောဆိုခဲ့တာဖြစ်ပါတယ် ်ရေမတော်စားမှုရဝက်ဆန်ရဲ့တမိုင်းမှာပရီးမီယာလိတွင်ကိုများဆုံးတွင်ယူထားတဲ့အန်တိုနီယိုဟာကျွန်တော်ယူတန်ရာရရှိပြီးတော့စေယုံမှာ၃မှတ်ကျော်တက်ခဲ့ရတာလည်းပဲဖြစ်ပါလိမ့်သူဟာတန်ခမှုပြေးသွားပြီးဘောလုံးပြန်ကစားနိုင်ပြီးတီးမာတဲ့စင်ကိုမှုနဲ့ရင်ဆိုင်နေရပါလိမ့်ဒါပဲလည်းတဖြည်းဖြည်းနဲ့တတ်တာကောင်းမွန်လာတဲ့အန်တိုနီယိုကတော့ထိတ်တန့်အစ်စ်မှာပြန်စားနိုင်ဖို့အပြေအဝယုံကြည်နေစေလည်းပဲဖြစ်ပါလိမ့်။ဒေလူနီဘောအဖြစ်ပြန်တဲ့ဂျုံတွေ့ရပြီးတော့အန်တိုနီယိုဟာဘဝအတွင်းနောက်ထပ်အခွင့်အရေးရရှိရလို့ယုံကြည်နေတာလည်းပဲဖြစ်ပါလိမ့်။ဖြစ်ပြဖြစ်ခဲ့တာတော့ဒီဇင်ဘာလ9ရက်နေ့စနေနေ့မှာလည်းပဲဖြစ်ပါလိမ့်။ ဆက်လက်ပြီးတော့အန်တိုနီကကားတော်ခန်းမှာပစ္စည်းတွေကရွေးနေတာမလုံခြုံသလိုကျွန်တော်ခန်းစားရပါတယ်။အဲ့ဒီပစ္စည်းတွေရှိနေတော့၃ဘက်လောက်ရှိနေပါပြီ။အဲ့ဒီပစ္စည်းတွေကိုပေးဖို့လဲကျွန်တော်စီစဉ်ထားပြီးသားပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။အန်တိုနီယာလုံခဲ့တဲ့၃ဘက်လောက်တော့ဆိုးသွေးရောပျက်စီးသွားတဲ့သူ့ရဲ့ကောက်ကိုသွားကြည့်ခဲ့သေးတာလည်းပဲဖြစ်ပါတယ်။ဘိုင်ဒဲကတော့ဆိုးသွေးရောခန်းစားရပါတယ်။ဘလောက်သေးဖို့ဒီနီးစပ်ကလေးဆိုတာကိုသိမြင်စေခဲ့ပါတယ်။ဓာတ်ပုံတွေကျွန်တော်လည်းကြည့်ရပါတယ်။ဒါပေမဲ့အပြင်မှာ၁၀သားလောက်ဆိုးပါတယ်။ကားကလုံးဝကိုဆုတ်ပြတ်တတ်သွားပါတယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ အန်တိုနီယိုတယောက်ခြေတော်ရိုးကျိုးဒဏ်ရာကြောင့်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီးဝက်ဟုဆုပ်တွင်နေတော့ဆုပ်ထားရတယ်လို့သိရှိရပါတယ်ပထမခွဲစီဆီအောင်ကပထမ3လအတွင်းမှာဗာလေးပင်မမမဖို့ကျွန်တော်ကိုပြောပါရစေ။ကိုယ်စဉ်ကျွန်တော်စပြီးတော့လမ်းလျှောက်နိုင်ပါပြီ။အခုဒုတိယခွဲစီဆီအောင်ကအလေးစပြီးမလို့အရာပြီးလိုအပ်ပါလေလို့ပြောပါရစေ။၃မှတ်တွင်ဆယ်ရာကတုန်းကနေတရာရာကတုန်းအထိတိုးသွားဖို့ပြောပါရစေ။ဒါပေမဲ့နောက်ထပ်နှစ်ပတ်အထိဂျိုင်းတော့ဆက်ပြီးသုံးနေရပါလိမ့်မယ်။အားလုံးခြုံပြောရမယ်ဆိုတော့တို့ကတော့6လကနေ17လအထိကျွန်တော်ခြေတော့က စတင်ပြောင်းခင်းလာမယ်လို့ဆိုထားပါတယ်။လေကြီးငွေကတော့ကျွန်တော်ပြန်လာမှာပါပြီးတော့ကျွန်တော်ဘဝမှာမူရစီဝါတစ်ခါမှလည်းမတုံးခဲ့ဘူးပါဘူး။တောက်တော့တောက်ပါလေ။အဲဒီတော့ကတော့ဘာမှမတောက်ထားသလိုမူရစီလည်းလုံးဝမတုံးတာပါဘူး။ရဲကလည်းကျွန်တော်ကိုဒါကိုအတီးပြူပေးထားပါပြီလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ဘောလုံးပြန်ကစားနိုင်မလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့အန်တိုနီယိုကဟုတ်ကဲ့ကျွန်တော်ရအောင်ပြည်ပါပဲကျွန်တော်ပြန်ကစားမှာပါလို့ဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလေကျေးဇူးတင်ပါတယ်ပရိသတ်များလို့ကိုစိတ်နှဖျားစမ်းပါချမ်းသာကြပါစေခင်ဗျာ